ကမ္ဘာတဝန်းဖြစ်ပျက်နေတဲ့အဖြစ်အပျက်များစွာကို The Way Watch ပရိသတ်တွေသိရှိစေဖို့တပတ်အတွင်းနိုင်ငံတကာရေးရာအစီအစဉ်ကိုတင်ဆက်လိုက်ပါတယ်။ဒီတပတ်နိုင်ငံတကာရေးရာမှာတော့မေလ18ရက်နေ့ကနေမေလ23ရက်နေ့အထိတပတ်တာအတွင်းအဖြစ်အပျက်အချို့ကိုကောက်နှုတ်ဖော်ပြသွားမှာပါ။ဒီအကြောင်းအရာတွေကို The Way Watch ဝိုင်းတော်သားတွေကစီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်းယန်လတ်ရှနာဝတ်ကိုနိုင်ငံတော်ဗန်ဒါငွေဆုံးရှုံးမှုနဲ့ပတ်သက်လို့ဘတ်30ဘီလီယံကျော်ပေးရဖို့ဗဟုတရားရုံးချုပ်ကမေလ22ရက်မှာအမိန့်ချမှတ်လိုက်ပါတယ်။ယန်လတ်ဝန်ကြီးချုပ်လက်ထက်မှာစံစဘာကိုဈေးတင်ဝယ်ယူမှုနဲ့နိုင်ငံခြားတင်ပို့ရောင်းချမှုမှာဘတ်35ဘီလီယံကျော်အရှုံးပေါ်မှုတွေဖြစ်ခဲ့တာပါ။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးထိုင်းဗန်ဒါရေးဝန်ကြီးဌာနကတရားလိုလုပ်ပြီးသူ့ကိုတရားစွဲခဲ့တာဖြစ်ပါတယ် ရင်လတ်ဟာလွန်ခဲ့တဲ့17နှစ်ကထိုင်းနိုင်ငံရဲ့28ရောက်မြောက်ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီးထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆန်ရှင်နာဝတ်ရဲ့ညီမဖြစ်တယ်လို့လက်ရှိအာနာယဖွေထိုင်းပါတီအစိုးရဝန်ကြီးချုပ်ဖေထုတ်တန်ရှင်နာဝတ်ရဲ့အတော်ဖြစ်သူလည်းဖြစ်ပါတယ်။ဒီဆန်စပါးကိစ္စမှာသူသဘောဆန္ဒတစ်ခုတည်းနဲ့လှုပ်ခဲ့တာမဟုတ်ပဲသူတယောက်တည်းကိုသာပေးရဖို့ဆုံးဖြတ်တာဟာတရားမျှတမှုမရှိဘူးလို့ရင်လတ်ကပြန်လည်တုံ့ပြန်ထားပါတယ်။ မေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်ဆန်ဒီယေဂိုမြို့မှာမေလ22ရက်က အရက်ဖက်လေရင်ငယ်တစ်စီးပြက်ကျခဲ့လို့6ဦးသေဆုံးခဲ့ပါတယ်။လေရင်ပေါ်မှာဂီတအမှုပညာရှင်တွေအပါအဝင်6ဦးလိုက်ပါလာပြီးအလုံးသေဆုံးသွားပြီလို့အတည်ပြုထားပါတယ်။ဒါပေမဲ့လည်းသေဆုံးသူအရေအတွက်ကိုတိတိကျကျမထုတ်ပြန်သေးပါဘူး။လေရင်ပြက်ကျမှုကြောင့်နေအိမ်တစ်လုံးနဲ့မော်တော်ကားအများအပြားမီးလောင်ခဲ့ပါတယ်။ မြေပြင်ပေါ်ကလူရှိဦးလောက်ဒဏ်ရာရရှိခဲ့ပြီး၎င်းတို့ထဲကတဦးကိုဆေးရုံတင်ထားရတယ်လို့ထုတ်ပြန်ထားပါတယ်။ပြက်ကြတဲ့နေရအနီးကဒေတာခံတွေကိုနေအိမ်တွေကနေအခြားနေရာများကိုပြောင်းရွှေ့ပေးခဲ့တယ်လို့အာဏာပိုင်တွေကဆိုပါတယ်။လေးရင်ငယ်ပြက်ကြရတဲ့အကြောင်းရင်းအသေးစိတ်ကိုတော့ထုတ်ဖော်ပြောကြားထားတာမျိုးမရှိသေးပါဘူး။ မြောက်ကိုရီးယားနိုင်ငံကစစ်သင်္ဘောတစ်ရေချာပွဲမှာမတော်တဆဖြစ်ပြီးပျက်စီးသွားတာနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးမှုတွေစနေပြီလို့နိုင်ငံပိုင်သတင်းဌာနတွေကဖော်ပြပါတယ်။မေလ22ရက်ကနိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ချုံချင်းသင်္ဘောကျင်းမှာတန်းချင်း9000ရှိစစ်သင်္ဘောကိုရေထဲစတင်ချနေချိန်မှာမတော်တဆပျက်စီးသွားခဲ့ရတာပါ။စစ်သင်္ဘောရဲ့အောက်ခြေအပိုင်းတွေကျေးမွသွားတာဖြစ်ပါတယ်။ ်တင်းပေါ်ပျက်စီးခဲ့လို့နိုင်ငံကောင်းဆောင်ကင်ဂျုံအန်းကစိတ်ဆိုးဒေါသထွက်နေတယ်လို့သိရပါတယ်။မတော်တဆမှုကြောင့်ထိခိုက်ဒဏ်ရာရသူဒါမှမဟုတ်တေဆုံးသူမရှိခဲ့ပါဘူး။မတော်တဆမှုမှာတာဝန်ရှိသူတွေဖြစ်တဲ့ချုံချင်းတင်းပေါ်ချင်းကမန်နေဂျာတဦးကိုမေလ22ရက်ကတရားဥပဒေစိုးမိုးရေးအဖွဲ့စီကိုစစ်ခေါ်ခဲ့တယ်လို့သိရပါတယ်။ ဂရိကျွန်းအနီးကပင်လယ်ပြင်မှာမေလ22ရက်ကအင်အားရစ်တာစကေ6.3ညအဆစ်ရှိငလျင်လှုပ်ခတ်ခဲ့ပါတယ်။ငလျင်တုံခါမှုကိုတူရကီနဲ့အစ္စရေးနိုင်ငံတဝန်းမှလည်းခံစားခဲ့ကြရပါတယ်။ငလျင်ကြောင့်ပျက်စီးဆုံးရှုံးမှုနဲ့လူသေဆုံးမှုကိုတော့ထုတ်ပြန်ထားတာမရှိသေးပါဘူး။ငလျင်ကြောင့်ဆူနာမီတတိပေးချက်တွေထုတ်ပြန်ခဲ့ပေမဲ့နောက်ပိုင်းမှာပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ဂရိနိုင်ငံဟာဥရောပရဲ့ငလျင်လှုပ်ခတ်မှုအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်ပြီးခဲ့တဲ့အပတ်တွေကလည်းဆန်တိုရီနီခရီးသွားကျွန်းစုမှာငလျင်လှုပ်ခတ်ခဲ့လို့လူထောင်ပေါင်းများစွာကိုဘေးလွရာရွှေ့ပြောင်းခိုင်းခဲ့ရကစာတင်ကြောင်းတွေပိတ်ပစ်ခဲ့ရပါသေးတယ်တောင်အာဖရိကနိုင်ငံမှာလူဖြူတွေကိုမျိုးတုံးအောင်လုပ်မှုနဲ့ဝိုင်းဝန်းဖိနှိပ်မှုတွေရှိနေတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကတောင်အာဖရိကသမ္မတ ဆိုင်ရီရာမာဖိုစာကို ပြောဆိုလိုက်ပါတယ်မေလ22ရက်ကအင်ဖြူရောမှာခေါင်းဆောင်နှစ်ဦးတွေ့ဆုံခဲ့တဲ့အချိန်ပြောကြားခဲ့တာပါတောင်အာဖရိကမှာလူဖြူတွေကိုလူမျိုးတုံရှင်းလင်းနေတယ်ဆိုတဲ့အယူအဆကို track ကနေထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒီအယူအဆကို တောင်အာဖရိကမှာမွေးတဲ့ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ကလည်းထောက်ခံထားပါသေးတယ်ပြီးခဲ့တဲ့အပတ်တွေကလည်းတောင်အာဖရိကကလူဖြူတွေကိုအမေရိကန်ကခိုလုံခွင့်ပေးခဲ့ပါတယ် အခုလိုလမရတ်ထရပ်ပြောဆိုမှုနဲ့ပတ်သက်လို့တောင်အာဖရိကနိုင်ငံသားများကလက်မခံကြောင်းနဲ့စိတ်ပြေကြောင်းပြောကြားထားကြပါတယ်။ထောက်ခံသူတွေကစံတွေပေးထားလို့ဘယ်တော့မှစံဝယ်စားဖို့မလိုခဲ့ဘူးလို့ဆိုခဲ့တဲ့ဂျပန်စိုက်ပျိုးရေးဝန်ကြီးဟာယာထုကနှုတ်ထွက်ခဲ့ပါတယ်။ဂျပန်နိုင်ငံမှာလူနေမှုဇရိတ်ကြီးမြင့်မှု ပြဿနာနဲ့ရင်ဆိုင်နေရပြီးအထူးသဖြင့်စံစည်းမြင့်တက်မှုနဲ့ကြုံတွေ့နေရတာပါ။ ဂျပန်မှာမနှစ်ကဆန်စေးဟာနှစ်ဆကျော်မြင့်တက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာဝန်ကြီးအီတိုကနောက်ပြောင်ပြောခဲ့တဲ့စကားအတွေ့ပြန်လည်တောင်းပန်ခဲ့ပြီးမေလ22ရက်နေ့မှာရာထူးကပါနှုတ်ထွက်ကြောင်းကြေညာခဲ့ပါတယ်။နှုတ်မထွက်ရင်အယုံကြည်မရှိအဆိုးတင်သွင်းပြီးဖြုတ်ချမယ်လို့အတိုက်ခံပါတီတွေကချင်းချောက်ထားတာလည်းဖြစ်ပါတယ်။ Miss Green International 2021ဆုရှင် BNN အလှမဲ့ငုယံတူတေတန်ဟာဂျယ်ရီအယောင်မြစ်တင်ပြီးပြီးတဲ့နောက်မှာ စားသုံးသူတွေကို လိန်လယ်မှုနဲ့ BNN အာနာပိုင်တွေက သူ့ကိုဖမ်းဆီးခဲ့ပါတယ်။သူဟာသူ့ရဲ့လူမှုကွန်ရက်အကောက်တွေမှာအမြင်တတ်ကြွယ်ဝမှုများတယ်လို့ပြောပြီးအဲ့ဒီ supplement jerry တွေကိုကြော်ညာပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီထုတ်ကုန်ကိုစစ်ဆေးခဲ့ပြီးမမှန်ကန်ဘူးဆိုတာထုတ်ပေါ်ခံရပြီးတဲ့နောက်လူအများရဲ့တုံ့ပြန်မှုတွေထွက်ပေါ်လာခဲ့ပါတယ် ဂျယ်ရီတွေကဟင်းသီးဟင်းရွက်တပကံနဲ့ညီမျှတဲ့အမြင်တတ်ပါဝင်တယ်လို့ဆိုထားတာပါတခွဲခံတစ်ခုကိုပေးဖို့စစ်ဆေးခဲ့ပြီးတဲ့နောက်မှာတော့ဂျယ်ဒီတလုံးစီမှာပြောထားတဲ့200မီလီဂရမ်ထက်ပိုနည်းတဲ့အမြင်တတ်16မီလီဂရမ်ပဲပါဝင်တယ်ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။ဒါကြောင့်ဂျယ်ဒီထုတ်လုပ်သူတွေနဲ့ကြော်ညာပေးတဲ့သူတွေကိုဇက်တိုက်ဖမ်းဆီးခဲ့ပြီးတဲ့နောက်မေလ19ရက်နေ့မှာတော့အလှမဲ့ငုယင်ကိုစားသုံးသူတွေကိုလိန်လယ်မှုနဲ့ဖမ်းဆီးခဲ့ပါတယ်။ နောက်အပတ်မှာလည်းနိုင်ငံတကာရေးရာအစီအစဉ်ကိုစောင့်မျှော်အားပေးကြပါဦးခင်ဗျာ။